လူတိုင်းလူတိုင်းကျွန်တော်ကြောင့်စိတ်ညစ်တာကိုကျွန်တော်ဘယ်တော့မှမလုပ်ချင်ဘူး။အားကြောင့်လူတွေဟာသားတွေလုံနေတာပေါ့။ကျွန်တော်ကလေအထူးသဖြင့်ကျွန်တော်မှအကျဉ်းတစ်ခုရှိတယ်။လူတိုင်းလူတိုင်းကျွန်တော်ကြောင့်စိတ်ညစ်တာကိုကျွန်တော်ဘယ်တော့မှမလုပ်ချင်ဘူး။အားကြောင့်လူတွေဟာသားတွေလုံနေတာပေါ့။ဘယ်သူနဲ့ကျွန်တော်ပတ်သက်လိုက်ပတ်သက်လိုက်အဲ့သူတွေကျွန်တော်ကြောင့်စိတ်ညစ်မှာအရင်ဆိုရင်လည်းဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်မှာကျွန်တော်ဒီကျွန်တော်နံပါတ်ကြီးနဲ့ဟိုတယ်မှာရေးရတာဗျာ။ ကျွန်တော်နေရာမှာအဆင်ပြေမယ်ဆိုပြီးတော့တခုခုကြောင့်ပြောခဲ့မယ်ဆိုရင်နင်းနဲ့စကားလေးတွေများနိုင်တယ်စိတ်ညစ်စရာလေးတွေဖြစ်နိုင်တယ်အဲ့လိုဖြစ်မှာဆိုလို့ကျွန်တော်စတင်ရအကိုလေးနဲ့တွားအိတ်တယ်ကျွန်တော်တော်လည်းပြောရလဲပြောရတယ်ဒါရောညီတွေနေရတဲ့ခါကျတဖက်မှာလည်းပဲစိတ်အဆင်မပြေတာတွေစိတ်မချမ်းသာတွေမဖြစ်ရဘူးဟုတ်အဲ့ဒီမှာလေဘာဖြစ်လဲဆိုတော့အဲ့ကျင်ကြမှာဆရာစတိကိုမြင်လိုက်တဲ့ခါကျကျွန်တော်တွေမဟုတ်ဘူးအခြားအစ်တွေအများကြီးပါတယ်အဲ့တောင်အောင်ဆိုလို့ရှိရင်လို့ရှိရင်နာမည်တောင်ကျွန်တော်သိမှမမှတ်မိလို့အစ်တွေအကုန်လုံးနေပါဦး အခန်းလေးတွေမှာနံပါတ်လေးတွေရေးပြီးထားတာကိုကျွန်တော်သွားပြီးတော့ကြုံအောင်ကြုံရတယ်။လက်ရှိနေနေတဲ့လူတွေလည်းအဲ့မှာအခန်းလေးတွေမှာနံပါတ်လေးတွေရေးတယ်။ကျွန်တော်ဆိုလည်းကျွန်တော်အခန်းလေးမလာသေးဘူးနဲ့ကြိုရေးထားတယ်။သို့တော့အခြားသူတွေကိုတော့ပေးထားတယ်။အဲ့လိုမျိုးလေးတွေ့ရတဲ့ခါကျတော့ဟိုအတစ်တွေဆိုပြီးတော့ငါနံပါတ်ကြီးရုပ်ရှင်ဒါရိုက်တာတယောက်ငါထားခြင်းသူထားမှာပဲငါနေခြင်းသူနေမှာပဲငါထားသူလိုနေဆိုတဲ့စိတ်တက်မရှိဘဲနဲ့လက်တွဲခေါ်ယူတာတွေဟိုဘယ်လိုပြောမလဲဟုတ်တာရင်းနာမရှိတာလေအဲ့ဒါလေးကိုတွားတွေ့ရတာအရန်ပျော်မိပါဟုတ်အော်အဲ့ဒါလေးကမှတ်တရပါပဲလွန်ခဲ့တဲ့9နှစ်ရှင်းနေလောက်တော့ ဒီတောင်ကြီးတစောင်းတိုင်းမှာသမားတွေမိဘုံပြန်နေလွတ်နေတာတွေတွေ့တယ်အော်ပြောနေတာဒီပွဲသေးလေတာဒီတွေ့တဲ့ခါကျကျွန်တော်တောင်ကြီးတစောင်းတိုင်းမှာစက်ပြစီနဲ့အချုံမုံနဲ့ရောင်းလာလေးသတိရလို့အဲအဲ့ဒါလေးကိုကျွန်တော်ဟိုတလောလေးရဲ့စာလေးပြန်တင်လိုက်တာပေါ့ဟုတ်ပြီလားပေါ့ကျွန်တော်တို့ညဆန်းလိုက်တော့ကမှစိုင်ကိုရွှေ့ပေးရတာလေရွှေ့ပြီးတော့ညဆန်းလိုက်တော့ဘောက်ကြီးတွေထမ်းရတာလေတမယမှာဒီဗလာကြီးနဲ့ဘလုံးမဆင်မပြေဘူးလေကျွန်တော်ဒီရန်ကုန်ကမ္ပဏီကနေပြီးဟိုမှာကျွန်တော်တို့အယုတ်တွေဘာလေးနဲ့ခေါင်းဆုပ်ပြီးကားလို့ရှင်လို့ရှင်ကိုတီးလုံးနဲ့ကိုကားလို့ရအောင်ဆိုပြီးတော့ဒီကဘောက်တွေထည့်ပေးလိုက်တယ်ထည့်ပြီးတော့ညဆန်းလိုက်တော့ဟိုအားတဲ့ မင်းတို့ကံမလီရတဲ့စိုင်းနာမည်မှားနေတယ်တဲ့ဟိုစိုင်းဟိုပါပေါ့နေရာမှားနေတယ်မင်းတို့ကဟိုဘက်မှာတဲ့ရွှေ့ရမယ်တဲ့ဆိုတော့ဟိုပိုင်ရှင်လာလေးလာကိုရွှေ့ရမယ်ဆိုည7:00နာရီတို့ကြီးပေါ့တဲကြပိုးကြတာအချုံမိုးကြီးတွေပါတယ်တော့ပို့ပြီးပါကြီးနောက်ဆုံးဘောက်တွေလည်းကြကြထန်းလဲထန်းအောင်ဘောက်တွေက4000အလုံးဆိုတော့ပကုံးမောင်ဇောင်းလိုက်ကြတာမသိဘူးကိုယ်လည်းစူပါဗိုက်ဇာတို့ဘာလို့ကြောက်တယ်လေကြောက်တော့အမြန်ထန်းလာထန်းလဲထန်းအလားဘောက်ဇောင်းကဒီပေါ်မှာကြာတယ်ကြားတဲ့အခါကျလူတော်တွေကိုဖျက်ထန်းတဲ့အခါကျတော့အခြားဘေးကသူတွေအကူကြီးတောင်းရင်လည်း ကိုနဲ့မသိတဲ့ကြာမကူညီမဆုပ်လို့ဆိုပြီးတော့ဖြည်းဖြည်းလေးချလိုက်တာချလိုက်တာကိုဖလို့ဆိုပြီး short ကြောင်း short ကြတော့ကွဲသွားတယ်ပေါ့ဗျာကွဲလဲကွဲသွားတော့စူပါဝါဇာတွေဘာတွေလဲကျွန်တော်အလုံးစိတ်မပါလက်မပါမလုံးပါသလိုမဟုတ်ဘူးသူကလည်း short ခိုင်းနေတယ်ရန်ကုန်လေးရကလာလာလဲထုတ်မလဲကြာလဲကြောင်းလာလာတာအိတ်ခုံလေးပဲရအဲ့မှာဘာဖြစ်လဲဆိုတော့ရှင်းတယ်လဲထုတ်လဲထုတ်ပေါ့ပေါက်ဖို့ပြန်ရွာလဲနောက်ထပ်တသိန်းဆက်ရသေးတယ်လေမရှိမရှိမဲ့လက်စော့ကလေးပါပေါင်းပြီးလဲဟုတ်ကဲ့ကျွန်တော်မမရရလေးပါပဲအဲ့ဒါလေးပြန်ပြောတော့လေအခုချိန်မှာတော့ဟာတာလေးတွေပေါ့ ဟိုဆက်ယုံစင်းတဲ့ဘွားနဲ့ဒီဘွားလေးနဲ့တော့ထမင်းပိုနတ်မှန်လာတာလေးပါပဲဟိုအချိန်အရင်ပြောင်းလဲသွားတာမရှိသေးပါဘူးအဲအရင်ကျေးဇူးတင်ပါတယ်ခင်ဗျာအခုချိန်ကြီးကျွန်တော်ဟိုအားပေးနေတဲ့56နှစ်ရှိနေပြီအားပေးနေတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်လေးလည်းပဲကျွန်တော်ခုဇလန်းလေးတွေတော့နည်းနည်းကျင်းနေပါတယ်ခင်ဗျာတချင်းလေးတွေနေဘက်မှာဝိုင်းရထွက်လိုက်ပြီးစုံနေလို့ပါနောက်နောက်ကျွန်တော်ဇလန်းလေးတွေကျွန်တော်အရင်လိုစိတ်မောပြေလေးတွေဆက်လက်ပြီးတော့ကြိုးစားပါအောင်မယ်